ရာဖင်ဟာအတွက်ပြောင်းရွှေ့ခြင်းယူရိုတန်90အထိတောင်းဆိုနိုင်တဲ့ဘာစီလိုနာဘောလုံးကြသူများအတွက်ကျမတို့ရဲ့1 million channel တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဘာစီလိုနာအသင်းကဒီနေ့ဘောလုံးရာသီမှာအသင်းအတွက်အတော်လေးတောက်ပါလို့နေတဲ့ဘရာဇီးတောင်မန်တိုက်စစ်ကစားသမားရာဖီဟာကိုလာမယ့်နှွေစည်းကွက်မှာအသင်းအနေရောင်းချဖို့ပြောင်းရွှေ့ခြင်းဖြင့်ယူရိုတန်90လောက်ထိတောင်းဆိုလာနိုင်တယ်လို့သတင်းထွက်ပေါ်လာခဲ့ပါတယ် ်အသက်၂၈နှစ်ရွယ်ဘရာဇီးလယ်ရွေးချိန်ဘဲတောင်မန်ကစားသမားရာဗင်ဟာကတရားစီမတိုင်ခင်ကတည်းကသူ့နာကနဲ့ပတ်သက်ပြီးတော့လှောက်ခတ်မှုတွေရှိခဲ့တယ်လို့အသင်းကနေရောင်းချခံရဖို့ပါနှိစက်ခဲ့သေးပေမဲ့နောက်ဆုံးတော့အသင်းနဲ့သာဆက်ရှိနေခဲ့တဲ့ပြင်အသင်းတွက်ကလည်းဘလုံးမမတင်ထားလောက်အောင်စွမ်းဆောင်ပြလိုက်ခဲ့ပါတယ် အခုဆိုရာဖင်ကဒီယာဒီမှာဘာစီလိုနာအတွက်ပြန်ပွဲစုံ46ပွဲပါဝင်ကစားထားရင်29ဂိုးသွင်း22ဂိုးထိဖန်တီးပေးထားနိုင်ခဲ့ပါတယ်။လက်ရှိမှာဂိုးပါဝင်ပတ်သက်မှုဖြင့်ဂိုးပေါင်း90ထိတောင်မှအမကန်ဆွမ်းဆောင်ပြထားနိုင်လို့ရာဖင်ကဘောလုံးတော်စုတွက်ကိုပါရေပန်းစားဆုံးဖြစ်သတ်မှတ်ခံထားရပါတယ်။ ရာဖင်ဟာနေနဲ့ဒီယာတီမှာဘာစီလိုနာနဲ့တူလာလီဂါဖလားချန်ပီယံလိဖလားနဲ့ကိုပါဒယ်ရီဖလားဖလားသုံးလုံးထရဘယ်ချန်ပီယံဖြစ်လာဖို့ပါရှိနေတာကြောင့်ရာဖင်ဟာကဘာစီလိုနာအတွက်အရေးပါတဲ့ကစားသမားတူဖြစ်နေရပေမဲ့အတင်းရနေထွက်ခွာရမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့ပါတယ်အကြောင်းကတော့ Raffin Ha ရဲ့လက်ရှိစာချုပ်ကနှစ်နှစ်တာကြာရှိတော့ချိန်မှာစာချုပ်သက်တမ်းတိုးရေးဆွေးနွေးမှုတွေရပ်တန့်သွားတယ်လို့ဆိုပါရယ် ရာဗီယာရဲ့ကိုယ်စားလှယ်တွေက အသင်းမကနေလက်ရှိကမ်းလှမ်းထားတာထက်ပိုကောင်းတဲ့အခွင့်အရေးတွေကိုတောင်းဆိုနေရလို့သိရပါတယ်ကာတာလိုနီးယားရေဒီယိုကဘာစီလိုနာဟာရာဖင်ယာအတွက်တင်းတော်တဲ့ကမ်းလှမ်းမှုတစ်ခုရောက်လာမယ်ဆိုရင်ဒီနွေရာသီမှာရှောင်းထုတ်ဖို့ဆန္ဒရှိနိုင်ပြီးတော့ရာဖင်ဟာရဲ့တန်ဖိုးကလည်းယူရိုတန်း80နဲ့တန်း90ကျားရှိတယ်လို့ဆိုပါရယ်ရာဖင်ဟာကို Sorry Pro League အသင်းနဲ့ပြင်ချက်စီအာဆင်နယ်နဲ့မန်ယူနိုက်တက်တို့ကလည်းစိတ်ဝင်စားလျက်ရှိနေကြပါရယ်